အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီး channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖပြပေးမယ့်စာအုပ်လေးကတော့ဆရာဥဖုံးဓာတုမန္တလေးရေးသားတဲ့ပရွက်စိတ်ဆိုတဲ့အတွေးရတ္တစာစုလေးကို ဖပြမှာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တင်ကတုသမီး channel ကနေတုတ္တရတ္တရပွဲရာစာအုပ်စာပေတွေကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။ဥဖုံးဓာတုဤပရွက်စိတ်စင်ကာပူမှာနေတဲ့တငယ်ချင်းတယောက်မန္တလေးကိုရောက်လာတယ်။မန္တလေးမှာစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့လာပြီးလေလာခြင်းဖြစ်ပါတယ်။ သူတော်တော်ချမ်းသာနေပါပြီ။စင်ကာပူကိုရောက်သွားတာလည်း10နှစ်လောက်ရှိပါပြီ။ဒီတော့သူကစီးပွားရေးအမြင်လောကအမြင်ပတ်ဝန်းကျင်အမြင်တွေကျွန်တော်နဲ့မတူတော့ပါဘူး။သူကသူ့ကိုယ်သူကပ္ပအမြင်ရှိသူလို့သူကပြောတယ်။ကျွန်တော်ကတော့အမြင်ကျင်းမြောင်းသူလို့သူကထင်တယ်။ဒီမေမောင်ဖုံမင်းငွေဘယ်နှမျိုးမြင်ဘူးလဲ။ ကျွန်တော်ဘာမှပြန်မဖြေပါကျွန်တော်မြင်ဘူးတဲ့ငွေကနှစ်မျိုးပဲရှိပါတယ်မြန်မာငွေရဲ့ဒေါ်လာရဲ့ပေါ့ငွေရှာတဲ့သူကကပောက်ငွေတော်တော်များများကိုမြင်ဘူးဖို့လိုတယ်ကွာငွေတစ်ခုရဲ့ခိုင်မာမှုမာကျောမှုအစဉ်ကိုလည်းနားလည်ဖို့လိုတယ်ငွေယူနစ်တစ်ခုနဲ့အခြားယူနစ်တစ်ခုကြားထဲမှာရှိတဲ့ကွာခြားချက်လဲလှယ်မှုပညာကိုလည်းတက်ဖို့လိုတယ် လူဆိုတာငွေရှာတဲ့တက်ရှိกว่าကဘာပေါ်ကိုကြီးလိုက်မယ်ဆိုရင်တက်ရှိတွေအများကြီးပဲအဲ့ဒီတက်ရှိတွေထဲမှာငွေဆိုးတဲ့တံပိုးတစ်ခုကို ဖန်တီးနိုင်တာတို့လူသားတွေပဲရှိတယ်တက်ရှိတိုင်းအစားစားကြတယ်အဲ့ဒီတော့တက်ရှိတွေထဲမှာမှ တို့လူသားတွေကငွေကိုကြားကန်ပစ္စည်းအဖြစ်အသုံးချတတ်တဲ့အသိရှိတယ်။ဒါကြောင့်ငွေများများရှာနိုင်ခြင်းကလူဖြစ်ချင်းရဲ့အထိပ်ပဲပဲ။ငွေများများရှာနိုင်ခြင်းဟာလူရဲ့တန်ဖိုးငွေနဲ့နဲ့ရှိတာကတော့တိရစ္ဆာန်တကောင်ဘဝနဲ့နှီးဆက်ခြင်းသာဖြစ်တယ်။မင်းငွေရှာစမ်းမှာကွာ။ကဘာပေါ်မှာရှိတဲ့ငွေတွေအကြောင်းလေ့လာစမ်းမှာ။ငွေတွေကိုမြင်မှုအောင်အသုံးချတတ်အောင် လေ့ကျင့်စမ်းမှာမင်းဒါမှလူဖြစ်မှာကွာ။ သူနဲ့တွေ့တဲ့အချိန်မှာကျွန်တော်ကို စီးပွားရေးတရားတွေဟောသွားတယ်၊ငွေရှာနည်းတွေပြောသွားတယ်၊ငွေသုံးစွဲနည်းတွေပြောသွားတယ်၊ငွေကိုငွေနဲ့ရှာတဲ့နည်းတွေပို့ချသွားတယ်။သူကကျွန်တော်ကို လူပြင်းတယောက်လိုမြင်တယ်၊အချိန်ဖြုံးနေသူလိုမြင်တယ်။သူရဲ့တဒနာက အချိန်ညီများချင်းငွေဖြစ်ပါတယ်။ ဒီမဲမောင်ဖုံငွေရှာတဲ့အခါခညံ့ညံ့လူတွေက ကိုယ့်ရဲ့အကာရအားကိုတုံပြီးရှာတယ်။နည်းနည်းအဆင့်မြင့်လာတဲ့သူတွေကတော့ကိုယ့်ရဲ့ညာနာအားကိုတုံပြီးရှာတယ်။တကယ်အဆင့်မြင့်တဲ့သူတွေကတော့အဲ့ဒီနှမျိုးလုံးကိုအတုံးချပြီးငွေရှာတယ်။သူများပေးတာကို ပေးတလောက်သာယူပြီးငွေရှာတဲ့နေ့ကစင်ရမွေးတည်ခြင်းရဲ့အခြေခံအကြောင်းတရားပဲ။ချမ်းသာခြင်းရင်သူများပေးသလောက်နဲ့လောက်ခစားဘဝမှာ အကြာကြီးမနေနဲ့ချမ်းသာခြင်းရင်လူတွေရဲ့စိတ်တဘာဝ တောင်းတချက်တွေကိုဖြည့်ဆည်းပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်တက်ရတယ်။အိမ်မက်ကြီးကြီးမဆမ်းပါကွာအစင်မြင့်မြင့်ရီမန်းချက်ထားပါ။မင်းကိုကြည့်ရတာအာမရလိုက်တာကျူရှင်စရာတဲ့ကွာ။တမျိုးလုံးလှည့်ပပီးတင်တာတော့တနှစ်နေလို့ငွေဆယ်သိန်းမစုမိဘူး။မင်းအခုလုံနေတာငါကတော့အလုတ်လုံနေတယ်လို့ကိုမမြင်ဘူး။သူကလူဆိုတာလောကကြီးကိုတိမ့်ပိုက်ဖို့ရောက်လာခြင်းဖြစ်တယ်လို့ခံယူတယ်။ လောကကြီးကိုသိမ့်ပိုက်ဖို့အတွက်ဆိုရင်ငွေများများရှိမှဖြစ်မယ်လို့သူကယုံကြည်တယ်။သူကဆက်ပြောတယ်။ဒီမဲ့တငယ်ချင်းဆယ်တန်းတင်ယူထဲမှာယူပပိဒါဘာသာရဲ့မင်းမှတ်မိတယ်မလား။ဘလောက်ပဲအားစိုက်တွန်းတွန်းအရွေးဆိုတာမရှိရင်အလုတ်လို့မခေါ်ဘူးတဲ့။ဒီလိုပဲဘလောက်ပဲအလုတ်လုတ်လုတ် ငွေမဝင်ရင်အဲ့ဒီအလုတ်ကိုအလုတ်လို့မခေါ်ဘူး။မင်းကတော်တော်အပြင်းထူတဲ့ကောင်းမယ်။စူးစားစမ်းပါကွာ။ငွေရှာစမ်းပါ။ကာကောင်းကောင်းစီးပါ။တိုက်ကြီးကြီးနဲ့နေစမ်းပါ။လူဖြစ်တော့ငွေရှာရတာကွာ။မင်းကိုကြည့်ရတာအတွေ့အကြုံမရှိဘဲငတုံးတစ်ယောက်လိုပဲ။မင်းအသက်50နီးပြီအခုတီပါကိုမှမဲမဲရရမပိုင်ဆိုင်သေးဘူးမဟုတ်လားအခုငါလုပ်ငန်းကိုမန္တလေးမှာလာပြီးတိုးချဲ့မယ်မင်းကကိုယ်စလဲလုပ်ပြီးမင်းကိုချမ်းသာစေခြင်းလိုပါ သူ့ကိုကျွန်တော်စကားအခြေအတင်ဘာမှမပြောလိုက်ပါဘူးလောကအမြင်ချင်းမတူသူတယောက်ကလို့သဘောထားလိုက်ပါတယ်သူလဲသူ့အမြင်နဲ့သူပေါ့ကျွန်တော်လဲကျွန်တော်အမြင်နဲ့ကျွန်တော်ပေါ့သူနဲ့တွေ့ရတဲ့တခဏမှာကျွန်တော်စဉ်းစားမိတာလေးတွေရှိတယ်လူတွေကပယောစိတ်နဲ့ဒူပါတယ်ပယောစိတ်တွေအစာရှာကြတယ်လူတွေငွေရှာကြတယ်ပယောစိတ်တွေအစာရဖို့အတွက်ဝရိယရှိကြတယ်လူတွေငွေရဖို့အတွက်လောဘရှိကြတယ် ပရွက်စိတ်ကအစာကိုစူဆောင်းနေလူတွေကငွေကိုရင်းနှီးမြုံနှံကြတယ်ပရွက်စိတ်တကောင်ရှင်သန်ဖို့အတွက်အစာအစာလိုအပ်တယ်လူတယောက်လူလောက အလဲမှာဂုံရှိဖို့အတွက်ငွေလိုတယ် ပရွက်စိတ်တွေကခါချီအောင် အစာကိုတဲပိုးကြတယ်။လူတွေကကြမ်းမာရေးထိခိုက်လောက်အောင်ငွေကိုရှာကြတယ်။နားချိန်မရှိ အားချိန်မရှိငွေနောက်ကိုလိုက်နေကြတယ်။ငွေရှိမှလူရဝင်တယ်၊ငွေရှိမှဂုံရှိတယ်၊ငွေဆိုတာတကူရှိတယ်၊ငွေဆိုတာလောကကြီးကိုလိုချင်သလိုဖန်တီးနိုင်တယ်၊မှုံစရာတယောက်ဖြစ်တယ်။ငွေဆက်ကူနဲ့လှုပ်ထားတဲ့ဘုံဘဝဟာလူတို့ဌာနီဖြစ်တယ်။ လေကိုရှူပြီးအသက်ရှင်နေကြတာမဟုတ်ဘူးငွေကိုရှာပြီးအသက်ရှင်နေကြတာငွေဆိုတာဒုတိယဘုရားသခင်ဖြစ်တယ်ငွေဆိုတာတကားတိုင်းကိုဖွင့်နိုင်တဲ့တော်တချောင်းဖြစ်တယ်ငွေဆိုတာအသွေးအသားကိုလက်ဆက်စေတယ်ငွေဆိုတာအာယုံကြောတွေကိုလန်းဆန်းစေတယ် ငွေဆိုတာလူတွေရဲ့အချစ်ကိုအလွယ်တကူဖန်ဆားနိုင်တဲ့အလှနတ်သမီးတစ်ပါးဖြစ်တယ်။ငွေဆိုတာလူတွေရဲ့နှလုံးသားကိုအလွယ်တကူပြူစားနိုင်တဲ့သက်စီတစ်ကောင်းဖြစ်တယ်။ငွေဆိုတာအသိဉာဏ်ရှိတဲ့လူသားကိုထုံထိုင်းမှုန်မိုင်းစေအောင်စွမ်းဆောင်နိုင်တဲ့ဖန်ဆင်းရှင်နှစ်ဖယားဖြစ်တယ်။တေးအောင်ရှာမယ်၊ရအောင်ယူမယ်၊ဖြစ်အောင်လုပ်မယ်။ပယောစိတ်တကောင်ရှင်သန်ဖို့အတွက်လိုအပ်တဲ့ပေါင်မုတ်ကပေါင်မုတ်တစ်ချက်လောက်ဆိုရင်ပြည့်စုံပါပြီ အကယ်၍များပရွက်စိတ်တကောင်ဟာပေါင်မုတ်တလုံးလောက်အထိ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်အဲ့ဒီပရွက်စိတ်နေရာမှာစဉ်းစားကြည့်ရအောင်ပရွက်စိတ်တကောင်ရှင်တန်ရေးအတွက်ပေါင်မုတ်ဝေစုဟာတလုံးအထိမလိုအပ်ပါဘူးအဲ့ဒီပရွက်စိတ်ဟာပေါင်မုတ်တလုံးပိုင်ဆိုင်မှုကြောင့်တာဝန်တွေပိုလာမယ်စိတ်မချမှုတွေဖြစ်လာမယ်ကိုယ်လည်းမစားနိုင်သူများလည်းမကြွေးကျင်ဖြစ်မှသေးကြတယ် လာပြီးလူစားမှလည်းစိုးရိမ်နေမိမှအမှန်ပဲလိုအပ်တာထက်ပိုနေတဲ့ပေါင်မုံကြောင့်ပျော်စိတ်တကောင်းရဲ့ဘဝဟာအတိတ်ပဲရှိမှုပျက်စီးသွားနိုင်တယ်ပျော်စိတ်ဆိုတာနေတိုင်းအစာရှာထွက်မှပျော်စိတ်ဘဝအတိတ်ပဲလေးနက်မယ်ပေါင်မုံတစ်လုံးပိုင်ဆိုင်ခွင့်ရတဲ့ပျော်စိတ်ဟာအဲ့ဒီပိုင်ဆိုင်မှုကြောင့်အလုတ်လုတ်ချင်းရဲ့တန်ဖိုးကိုမေ့လျော့သွားနိုင်တယ်ယူးတွတ်သွားနိုင်တယ်ဘဝပြတ်သွားနိုင်တယ် ဒီလိုပါပဲကျွန်တော်ဟာပျော့စိတ်တကောင်ဖြစ်တယ်ကျွန်တော်တငယ်ချင်းပြောသလိုပေါင်မုတ်တစ်လုံးအထီကျွန်တော်မလိုချင်ပါအခုကျွန်တော်မှာပေါင်မုတ်ဝေစုအဖြစ်ပေါင်မုတ်နှစ်ချက်သုံးချက်လောက်ရှိနေပါပြီကျွန်တော်ဘဝအတွက်အထိပယ်ရှိတဲ့ပိုင်ဆိုင်မှုပါပေါင်မုတ်တစ်လုံးအထီပိုင်ဆိုင်ခွင့်ရရင်ကျွန်တော်ယူသွားမယ်မှန်းယူသွားနိုင်ပါတယ် ်ကျွန်တော်ဘဝပြတ်သွားနိုင်ပါတယ်အဲ့ဒီလောက်အထီးမလိုအပ်ပါဘူးကျွန်တော်ဘဝမှာပေါင်မုတ်တစ်လုံးရဖို့ထက်ရှိပြီးသားပေါင်မုတ်ကို အတိတ်ပဲရှိရှိသုံးဆွဲဖို့စားတောက်နေထိုင်ဖို့ပိုပြီးအရေးကြီးမယ်လို့ထင်မြင်မိပါတယ်ကျွန်တော်တငယ်ချင်းကိုတော့ကျွန်တော်ဘာမှ မပြောလိုက်ပါဘူးကျွန်တော်တို့ပတ်ဝန်းကျင်မှာပေါင်မုတ်တစ်လုံးအထီးပိုင်ဆိုင်ခွင့်ရလို့ဘဝပြက်ပြီးယူမှန်းမသိယူနေကြတဲ့ပျွက်စိတ်တွေတွေ့ကြဘူးမှာပါ ူတို့ဟာပျော်တယ်လို့ထင်နေကြတယ်။ပိုင်ဆိုင်မှုရဲ့နောက်ွယ်ကစိတ်မချမှုတွေ၊စိုးရိမ်တော့ကတွေနဲ့ညာအိပ်ပြတ်မှုတွေပိုင်ဆိုင်နေရတဲ့ပျော်စိတ်တွေဖြစ်နေမှန်းမသိဖြစ်နေတယ်ဆိုတာကို သူတို့တွေးမိကြမယ်မထင်ပါဘူး။ လောဘနဲ့အတ္တကိုအဖော်ပြုလို့ပေါင်မုတ်တလုံးပြီးတလုံးပိုင်ဆိုင်ခွင့်ရဖို့စ조사နေတဲ့ပြည့်စုံလေးတွေလည်းရှိနေပါသေးတယ်။သူတို့ဟာပေါင်မုတ်တလုံးမကပိုင်ဆိုင်ခွင့်ရပြီးလူဘဝရဲ့အနှစ်သာရနဲ့အတိတ်ပဲရှိမှုပျက်စီးနေကြတဲ့ပြည့်စုံတွေပေါ့။ကိုကိုကိုလူဖြစ်နေခြင်းရဲ့တန်ဖိုးကိုမမြင်ဘဲအချိန်နဲ့အမျှတိမ့်ပိုက်ခြင်းရဲ့အပူဒဏ်တွေနဲ့အသက်ရှင်နေကြတဲ့သူတွေပေါ့။သူတို့ကိုသူတို့တတိမပြူမိကြလို့ပါ။ ဒီလိုပါပဲပေါင်းမုတ်တစ်ဖက်လောက်တောင်ပိုင်ဆိုင်ခွင့်မရတဲ့ပရွက်စိတ်တွေလည်းအများကြီးရှိနိုင်ပါတယ်ပေါင်းမုတ်တစ်ဖက်ရဖို့အတွက်ကိုကျင့်တရားတွေကိုလည်းခြေထောက်နဲ့နင်းချေနေရတဲ့ပရွက်စိတ်တွေလည်းအများကြီးရှိပါတယ်ဇာရိတ်တာကိုတန်ဖိုးမထားပဲပေါင်းမုတ်တစ်ဖက်နဲ့အလဲလဲလုံနေတဲ့ပရွက်စိတ်တွေလည်းအများကြီးပါအမှန်တရားထက်ပေါင်းမုတ်တစ်ဖက်ကပိုပြီးအရေးကြီးတယ်လို့ခံယူတဲ့ပရွက်စိတ်တွေလဲလောကမှာများကြီးပါပဲ တကယ်တော့လူတွေဟာပျော်စိတ်တွေနဲ့တူပါတယ်ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်ဆရာဦးဖုံးဓာတုရဲ့ပျော်စိတ်ဆိုတဲ့အတွေ့ရတစာစုတို့လေးကိုလည်းကြိုက်နေတမယ်လို့မျှော်လင့်မိပါတယ်ရှင်ကျမတို့ရဲ့သင်ကြူ channel လေးကိုနားဆင်ပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်